ဝါရှင်တန် DC မှာအဓိက၄စိတ်ကြီး၃ခုရှိတာပေါ့အဲ IAD Dallas လို့ခေါ်တယ်ဟို Virginia ဘက်မှာအခုဒီဟာကလည်းအာ Ronald Reagan ၄စိတ်ကလည်းပဲ Washington DC ရဲ့တစ်ဖက်ကမ်းပေါ့လေပိုတိုမန်မြေချထားတယ်ဆိုတော့ဒီဟာက Ronald Reagan ၄စိတ် DCA ဆိုပြီးတော့သတ်မှတ်ထားတယ် ဒီ DCA လေစိတ်ကလေရင်တွေဘာတွေဆဲလာတာအနီးကကြည့်ရဲဆိုရင်တော်တော်နီးနီးကိုဟိုတွေ့ရတယ်။ပေဘလောက်လောက်ရှိမလဲ။ပေ100လောက်ပဲရှိမလားတော့မသိဘူးအမြင်ရ။ဆိုတော့ဒီ DCO DCA လေစိတ်ကိုဆဲနေလေရင်ခွေးရဲ့ဘေးမှာအာဟိုဟိုဖပ်တစ်ခုရှိရမှာနော်။လေရင်ခွေးရဲ့ဘေးနားမှာဆိုတော့ဒီနားလာကျင်လေရင်ဆင်းကနေဒီပြေးလမ်းပေါ်ဟိုဆင်းကနေကြာလို့ရှိရင် တော်တော်နေ့နေ့လေးဒီနားကနေမြင်ရတယ်ဟိုလေရင်မှုတွေဘာတွေပါပိုက်လောက်ကိုပါလမ်းပြီးတော့မြင်နေရတယ်ဟိုတလောကဒီနားမှာဒီစစ်ရဟတ်ရင်နဲ့အဲဒီခီးတဲ့ရင်လေရင်နဲ့တိုက်မိသွားတာဒီလေစိတ်မှာအနောက်တစ်ခုကတော့ဘော်တီမိုးကပ်မှာဘော်တီမိုးဆိုတာကတော့ BWI လေစိတ်လို့ခေါ်တာပေါ့ဒီဝါရှင်တန် DC မှာရှိတဲ့လေစိတ်ကြီးအဓိက၃ခုပေါ့လေလေစိတ်ကဒီဘက်မှာ ဒီဘက်မှာကြည့်ရင်တော့ဒါ Virginia တွေက Crystal City ပေါ့ Crystal City မှာတော့ mall တွေရှိတယ်ဒီဘက်မှာ tech company တွေတော်တော်များများရှိတယ်